ာကြီးဘုရားနေဆိုပြီးတော့အထူးတလဲကုသိုလ်ကောင်းမှုတွေပြုကြအခွင့်အရေးတွေရတော့နေတရားနာတွေလည်းတရားတရားဟောတဲ့တရားလာပြီးတော့နာကြဘာတရားဟောရမလဲဆိုဘုရားတော်ဟောနေကြတရားအရှင်လည်းဟောရမှာဟောနေကြတရားကလည်းပဋိဌာနာတုတ်ကဓမ္မ ानु ပါဒနာဓမ္မ ानु ပါဒနာ၅ပါးရှိတဲ့နေ့ကလည်းပဲနောက်ဆုံးပိုင်း စ္စာ၄ပါးသူ့ရဲ့ပိုင်စစ္စာ၄ပါးထဲမှာလည်းနောက်ဆုံးဖြစ်တဲ့မေဃသစ္စာမေဃသစ္စာထဲမှာလည်းနောက်ဆုံးဖြစ်တဲ့ကာမသမာဓိမဲ့ခင်မဲ့ခင်ဖြစ်ပါတဲ့နောက်ဆုံးအဲဒီမဲ့ခင်ဖြစ်ပါသမာသမာဓိမဲ့ခင်တောင်းမှ၄ရက်လောက်လား၃ရက်လောက်ရှိပါပြီဟောနေတာဒီနေ့တော့ပြင်အတ္တဘုပဲရှိပါတော့တယ်သမာသမာဓိမဲ့ခင်မှာပထမဇာအကြောင်းပြောပြီးဒုတိယဇာအကြောင်းပြောနေတာ ဲ့ဒုတိယမို့ဒုတိယဒုတိယနဲ့ပြောပြီးတတိယဇာအကြောင်းပြောတယ်။အဲဒီတတိယဇာနဲ့ကဥပ္ပခါပါနဲ့ဒီဥပ္ပခါကလည်းမသားစရာကောင်းတာနဲ့ဥပ္ပခါအကြောင်းနဲ့ဟောတာဒီလိုပါပဲ။ဒီတိယသာဝိရာကဥပ္ပခေကောသာဝိရာတိသတော်သံသံတော်ယန္တာရိယာသိခန္တိသုခသောတတိမာဒုက္ခဝိဟာရီဒီတတိယဇာနာဥပဒါပစ္စာဝိဟရတိဒီတိယသတိတိယောနိ ဒီရာဂဆက်ဆိုင်ခြင်းလုံးရောက်ခြင်းကြောင့်ဥပေကတော့အညင်မြသုတိဖြစ်၍ဝိရတိနေသတော်မှားရသည်ဖြစ်၍သံသာနာအတိဖြစ်၍ဥပေကတော့အညင်မြသုတိဖြစ်၍ဝိရတိနေယံတံအကျဉ်တပ္ပိဇံသမာရိနဲ့ပြည့်စုံသောပုဂ္ဂိုလ်ကိုဥပေကတော့ အမြင်မြရှုနိုင်ပါပေသည်ဘတော့အမတ်တတိကောင်းပါပေသည်ဘာသာနောမှန်စွာသိပါပေသည်